thank you မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပြီးဒီမိုကရေစီကိုပြန်သွားဖို့ကုလကြီးကပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလက်ရှိပဋိပက္ခတွေကိုအဆုံးသတ်ဖို့သက်ဆိုင်ရာမြန်မာပြည်တဝန်ကအဖွဲ့အစည်းတွေအားလုံးအနေနဲ့တင်းကြီးတညွတ်အဖြေရှာမယ်အချိန်ရောက်ပြီလို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုကူတာရက်စ်က EB3 ရက်မှာတိုက်တွန်းလိုက်တာပါလက်ရှိစိတ်မချမ်းမြေစရာအခိုင်အတန့်ကနေမြန်မာပြည်သူတွေအတွက်အခွင့်အလမ်းတစ်ခုဖြစ်ပေါ်လာရင်အကြမ်းဖက်မှုတွေရပ်တန့်ပြီးနိုင်ငံ င်းအကျဉ်းသားတွေလွတ်ပြေးမှုနဲ့ဒီမိုကရေစီကိုသွားမဲ့လမ်းကြောင်းတစ်ခုပါဝင်နေနိုင်ငံလုံငန်းစဉ်တရက်ကိုတောင်းဆိုခဲ့တာပါကုလသမဂ္ဂအနေနဲ့ငြိမ်းချမ်းရေးနဲ့မြန်မာပြည်သူတွေလိုအပ်နေတဲ့အသက်ကင်းစင်ရေးထောက်ပံ့မှုတွေအတွက်ဆက်ပြီးတွန်းအားပေးသွားပါမယ်ကုလသမဂ္ဂလူသားချင်းစာနာမှုနဲ့အရေးပေါ်ကင်းစင်ဆိုင်ရာညှိနှိုင်းရေးမှုတွန်းဖလက်ရှာကလည်း AP လေးရက်နေမှာမြန်မာနိုင်ငံကိုလာဖို့ရှိပါတယ်အပြင်မြန်မာနိုင်ငံဆိုင်ရာကုလထူကိုစလဲဂျူလီဘီရှော့ကလည်းလာမယ့်ရက်ပိုင်းပြင်မြန်မာနိုင်ငံကိုလာဖို့ရှိပြီးငြိမ်းချမ်းရေးနဲ့နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုတွေအတွက်ဖြစ်တယ်လို့ကုလထူ ွင်းမှုချုပ်ကပြောပါရယ် ဇလက်ပြီးတပိန်ချင်းမြို့နယ်ကိုစစ်ကောင်စီလေကြောင်းတုံပုံကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိန်ချင်းမြို့နယ်အတွင်းငယ်ချင်းရွာနီကိုအေပြီလ3ရက်နေ့လယ်ပိုင်းကစစ်ကောင်စီကဇက်တိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြောပါရယ်။ပါတိုက်ပွဲမှမရှိဘဲမင်းကဇက်တိုက်လေရင်နဲ့ဖုံးနှလုံးလာကျဲသွားတာလို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူတောင်းကပြောပါရယ်။စကားစားတော့ကျွန်တော်တို့မလ31ရက်နေ့လုံကလည်းစင်ကူးမြို့နယ်ဘက်ကိုလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခုအေပြီ3ရက်နေ့ရောက်တဲ့အချိန်မှလည်းကျွန်တော်တို့တပိန်ချင်းကိုလေကြောင်းတိုက်ခိုက်မှုထ က်လုပ်တဲ့ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာထပ်ပြီးဒုက္ခရအောင်လင်းရင်နဲ့ကျင်းမြေကျင်းဆဲဖြစ်နေတဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်လူတိုက်ခိုက်သေးဆုံးတာမရှိခဲ့ဘူးလို့ဆိုပါတယ်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ပြင်ထန်တဲ့ငလင်လှုပ်ခတ်ပြီးရနောက် AB နှစ်ရက်နေကနေ22ရက်နေ့ထိနိုင်ငံတော်ယာယီအပြစ်ခံရက်စဲထားမယ်လို့စစ်ကောင်စီက AB လနှစ်ရက်နေကထုတ်ပြန်ထားတာပါဒါပေမဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေဆက်လက်လှုပ်ဆောင်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့မန္တလေးတိုင်းပြောင်းခွင့်ရသူစီဝိုင်းဝင်ကြီးဦးသိန်းထင်းကိုတရင်ဌာနကဆက်သွယ်မေးမြန်းခဲ့ရမှာစစ်စ င်ရေးကိစ္စတွေကိုသူအနေနဲ့မသိရှိကြောင်းပြန်လည်ဖြေဆိုခဲ့ပါတယ်။မြမနိုင်ငံအလဲပိုင်းမှာမလ28ရက်နေ့ကအင်အားပြင်းငလင်းလှုပ်ခတ်ပြီးတဲ့နောက်အမျိုးသားညီညွတ်ရေးအစိုးရ NUG မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဖွဲ့ကချင်လူမျိုးရေးတပ်မတော် KIA KIA ဝန်တို့ကအပြစ်ခတ်ရစဲထားမယ်လို့အတီးတီးထုတ်ပြန်ထားကြပါတယ်။ ဆလဘီငလင်ကြီးကြောင့်နန်းတွင်းထဲကလာပါခါမှာစစ်သားနဲ့မိသားစုဝင်တွေတိတ်ဆုံးတန်ရာရသူများပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နန်းတွင်းကအဆောင်အဦရဲ့80ရာခိုင်နှုန်းလောက်ထိခိုက်ပျက်စီးတယ်လို့နန်းတွင်းကစစ်သားတအုပ်ကပြောပါရယ်။ဖြန်အားပြင်းငလင်တန်းကြောင့်မန္တလေးနန်းတွင်းထဲကအလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပါခါရဲ့အဆောင်အဦများစွာပြိုကျပျက်စီးခဲ့ပြီးတိတ်ဆုံးတန်ရာရရှိသူအများပြားရှိတယ်လို့နန်းတွင်းမှနေတဲ့သူတအုပ်ကပြောပါရယ်။ငလင်လို့တော့ကျွန်တော်တို့အဆောင်အဦအကုန်ပြုံသွားတယ်လူတွေအပြင်းထွက်ပြေးရတာအဲ့ဒီအပြင်းမှာပြင်ပလူနာဌာနမှာတန်ရာရီ200ကျော်တယ်။ နှစ်ရက်လောက်အဲ့ဒီတည်းကဘဲဆံဝင်မှမနာရဘူးလို့မလ28ရက်နေ့ငလင်ကြီးလောက်ခတ်မှုအခြေအနေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တောင်းကပြောပါတယ်။နန်းတွင်းကစစ်တပ်အစအုပ်နေပြင်းစစ်ကြောင်းရေးအချုပ်ဆောင်တွင်လည်းပြူချခဲ့ပြီးနန်းတွင်းရှိတဲ့အစအုပ်ရဲ့80ရာခိုင်နှုန်းလောက်ပြူချခဲ့တယ်လို့နန်းတွင်းထဲမှနေတဲ့စစ်သားတောင်းကပြောပါတယ်။နန်းတွင်းမှာငလင်ကြောင်းအစအုပ်နေပြိုလို့စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့မိသားစုဝင်တွေတိုက်ဆုံထိခိုက်တာအချုပ်ဆောင်ကအကျဉ်းသားတွေထိခိုက်ဒေသမှုအခြေအနေကိုစစ်ကောင်စီကတရင်မှောင်ချထားပါတယ်။ တန်ရာရပြီးကနအူးစေယုံရောက်လာသူတွေကနန်းတွင်ကတက်မိသားစုဝင်တွေသာဖြစ်ပြီးအချုပ်သားတွေမပါခင်ဘူးလို့သိရပါတယ်။မလ29ရက်နေ့မှာဆရာဝန်တချို့ကိုဆွဲခေါ်ကအချုပ်သားတချို့ကိုကုသပေးခဲ့တယ်လို့သိရပါတယ်။စီနီယာဆရာဝန်တချို့ကိုခေါ်သွားတာတန်ရာရတဲ့သူတွေများတယ်လို့ပဲသိရတယ်။အရေးအတွက်နဲ့တည်ဆုံဆင်းကိုမသိရဘူး။တက်မိသားစုဝင်တည်ဆုံဆင်းအောင်ဆရာဝန်တွေကိုယ်တိုင်မသိရဘူးလို့အဲ့ဒီရရှိတဲ့ဦးကပြောပါတယ်။ ABL ရဲ့နေမတက်ပိုင်းထိနန်းတွင်ထဲမှာပြုကြခဲ့တဲ့အစာအုပ်တွေကိုပစ္စည်းတွေရှုခွင့်မပေးတယ်လို့ယာယီအစာအုပ်တွေလည်းစောင့်လောက်ခွင့်မပေးဘဲကွင်းပြင်မှာပဲ နေခိုင်းထားတယ်လို့စစ်တပ်မိသားစုဝင်တအုပ်ကပြောပါရယ် ဇလတ်တင်ဆက်ပြီးမယ့်သတင်းအကြောင်းအရာကတော့ဝန်ကြီးချုပ်ယာယီသမ္မတစတဲ့ယာဒူးတွေရယူထားတဲ့မင်းအောင်လိုင်းကိုဘင်းစတက်ဇီဝေးမှမြန်မာစစ်တပ်ခေါင်းဆောင်လို့သာဖော်ပြတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စေအောင်စုခေါင်းဆောင်မင်းအောင်လိုင်းကသူ့ကိုယ်သူစစ်ကောင်စီဥက္ကဋ္ဌဝန်ကြီးချုပ်ယာယီသမ္မတစတဲ့ယာဒူးတွေပြီးထားပြီးမယ့်ဘင်းစတက်ထိပ်သီးအစည်းအဝေးမှာတော့မြန်မာစစ်တပ်ခေါင်းဆောင်လို့သာဖော်ပြခံရတာကိုတွင်ရပါတယ်။ဘင်းစတက်ဇီဝေးရဲ့ချိန်ဆွဲထားတဲ့တပ်ပုံနဲ့ power point ဒီမှာမင်းအောင်လိုင်းကိုမြန်မာစစ်တပ်ခေါင်းဆောင်ပို့ချုပ်မှုချင်းမင်းအောင်လိုင်းတို့လာဖော်ပြထားတာကိုတွင်ရပါတယ်။မင်းအောင်လိုင်းကိုယ်တိုင် သူ့မှသူပေးထားတဲ့ရုံသုံးရာလူတွေကိုဘင်းစတန်ထိပ်ပြီးအစီအဝေးရဲ့ရုံထုတ်ပြန်ချက်တွေမှမတွင်ရပါဘူး။ဒါအပြင်အင်္ဂလိပ်ဘာသာနဲ့ဖိုင်းဘာသာစကားတွေနဲ့ထုတ်လွှင့်တဲ့ထိုင်းသတင်းဌာနတွေကလည်းမင်းအောင်လိုင်ကိုစစ်အာဏာရှင်အာဏာသိမ်းစစ်တပ်ခေါင်းဆောင်လို့သာတွင်တွင်သုံးလုံးနေတာကိုတွင်ရပါတယ်။ထိုင်းသတင်းဌာနတစ်ခုကတော့ မြန်မာစစ်တပ်ရဲ့ခေါင်းဆောင်မြန်မာအာဏာရှင်မင်းအောင်လှိုင်ပင်စတက်ညီလာခံကိုအငင်းပွားဖွင့်တင်ရမလားမင်းလန်တရှောင်းတရင်တောက်တွင်ကစောင့်ဆိုင်နေကြတယ်လို့ဓာတ်ပုံတပုံစာညွှန်ရေးသားလာပါတယ်။ဒီကနေ့မနက်ပိုင်းမှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်နေတဲ့ပင်စတက်ထိပ်သီးအစည်းအဝေးကိုစတင်ကျင်းပနေပြီးအဲ့ဒီမတိုင်ခင်ကတော့မင်းအောင်လှိုင်ကထိုင်းဝင်ကြီးချုပ်ဖဲတုံတန်အိန္ဒိယဝင်ကြီးချုပ်မိုတီရိုနဲ့တီးခြားတွေ့ဆုံခဲ့ပါတယ်။ နောက်ထပ်အာဂျင်တီးနားတရားရုံးကမင်းအောင်လိုင်ကိုအလိုရှိနေတဲ့ဖန်ဝရန်ကိုနိုင်ငံတကာရဲ့တပ်ဖွဲ့အင်တာဗျူထံကိုပေးပို့ပြီးဘင်စတန်နိုင်ငံများအနေနဲ့ဖန်ဝရန်ကိုလေးစားလိုက်နာပေးဖို့ဘရော့ကတိုက်တွန်းနေကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်ထားတဲ့ဆင်ရဆွေမှုတွေကျူးလွန်ထားတဲ့အကြမ်းဖက်မင်းအောင်လိုင်ကိုအလိုရှိနေတဲ့ဖန်ဝရန်ကိုအာဂျင်တီးနားတရားရုံးကနိုင်ငံတကာရဲ့တပ်ဖွဲ့အင်တာဗျူထံကိုပေးပို့ထားပြီးဖြစ်ကြောင်းဘာမစ်ရိုဟင်ဂျာ Organization UK မှဥထုံးခင်ကပြောပါရယ်။အေဗီလာတရက်နေ့မှာအာဂျင်တီး နာတရားရုံးကမင်းအောင်လိုင်ကိုဖမ်းဆီးဖို့ထုတ်ထားတဲ့ဖမ်းဝရမ်းကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုထံကိုပေးပို့ခဲ့တာဖြစ်ပြီးအင်တာပိုဖွဲ့ဝင်နိုင်ငံများအနေနဲ့မင်းအောင်လိုင်တွေ့ရှိရပါကဖမ်းဆီးပေးဖို့မြစ်တမ်းရကန်ထားကြောင်းလက်တလုံးမင်းအောင်လိုင်ကဖမ်းကောက်မြို့မှာဘင်းစတက်စီဝေးတရားပွဲရောက်ရှိနေကြောင်းသိရပါတယ်။ ဘင်စတက်ဘွင့်ဝင်နိုင်ငံတွေအနေနဲ့မင်းအောင်လိုင်းကိုဆင့်ရဆွေတရက်ခံပြီးနဲ့အတူမထိုင်သင့်ဘူးသူ့ကိုတရက်ဝင်အတိမတ်ပြူတာမျိုးမလုပ်သင့်ဘူးအဲ့ဒီအစားသူ့ကိုထောင်ထဲပို့တင်တာပါဘင်စတက်ဘွင့်ဝင်နိုင်ငံတွေအနေနဲ့မင်းအောင်လိုင်းပေါ်ထုတ်ထားတဲ့နိုင်ငံတကာဖန်ဝရန့်ကိုလေးစားလိုက်နာတင်ပါတယ်မြန်မာပြည်သူတွေကမင်းအောင်လိုင်းကြောင့်အင်မတန်မှစိုးရွားတဲ့ငရေတဲ့ကြာရောက်နေပါတယ်လို့ဦးထွန်းကင်ကဆိုပါတယ်လက်တလုံးမင်းအောင်လိုင်းနေနဲ့ထိုင်းနိုင်ငံမှာရောက်ရှိနေတော့လဲနိုင်ငံတကာရဲတပ်ဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းရဲတပ်ဖွဲ့ကမင်းအောင်လိုင်းကိုဖမ်းဆီးပြီးမဲ့အခြေအနေမရှိကြောင်းထိုင်းရောက်မြန်မာတောက်ကဆိုပါတယ်ထ ိုင်းရဲတပ်ဖွဲ့ကမင်းအောင်လိုင်ကိုဖမ်းမိဖို့နေနေတာတာအစည်းအဝေးလုပ်မဲ့ရှန်ကင်လာဟိုတယ်နားမှာတော့ရေရောထိုင်းလုံကြုံရိုးတွေအပြုံလိုက်အထက်လိုက်ပဲဖမ်းပြီးဖို့နေနေတာတာကိုရီတောင်ကတ်မင်းအောင်ဘူးလုံကြုံရေးကိုအထူးစပယ်ရှင်ပေးထားတယ်။တက်ဆိုင်ရဲ့တမီးကဝင်ကြီးချုပ်ပဲလေတက်ဆိုင်နဲ့မင်းအောင်လိုင်ကအင်မတန်မှရင်းနှီးတဲ့ဆက်ဆံရေးဖြစ်ခဲ့တာဆိုတော့သူ့တမီးလက်ထက်မှာမင်းအောင်လိုင်ကိုတကုတ်တကဖိတ်ကြားလူရသွင်းတာကအကျိုးစီးပွားအတွက်ပဲမင်းအောင်လိုင်ကိုဆန္ဒပြဖို့အတွက် ဘန်ကောက်ရှန်ဂရီလာဟိုတယ်နီကိုတွားရောက်ခဲ့တဲ့ထိုင်းရောက်မြန်မာတအုပ်ကဆိုပါတယ်ဘင်စတပ်ဘွဲ့ဝင်နိုင်ငံတွေမှာအိန္ဒိယသီရိလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါ်နဲ့ထိုင်းနိုင်ငံတို့ပါဝင်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်ဆက်လက်ပြီးမန္တလေးအိုဘိုထောင်မှာငလင်တန်းကြောင်ထိခိုက်ဒဏ်ရာရရှိထားတဲ့အကျဉ်းသားအကျဉ်းသူများစေကူတာခွင့်ပိတ်ပင်ခံနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ် မန္တလေးဦးပိုကျင်းထောင်မှာမလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိထားတဲ့အကျဉ်းသားအကျဉ်းသူတွေကိုစစ်ကောင်စီကစေကူတခွင့်ကန့်တန်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် PPNN မှာဦးဆောင်ကော်မတီဝင် ကိုတိုက်ထုံးကရှင်းပြပါရတယ်။ မလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မြို့သားတုံးနဲ့မြို့သမီးနှုတ်ပါဝင်စုစုပေါင်း၄ဦးသေဆုံးခဲ့ကြောင်းငလင်ကြောင့်ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာကြောင့်စိုးရိမ်ရသူကိုရှိပြီးဆေးရုံတရံလိုအပ်သူ၄၀ကျော်ရှိကြောင်း PPNM ထံမှသိရပါဗျ။ အချင်းထောင်ထဲမှာဆရာဝန်အင်အားကနှစ်ဦးနဲ့သုံးဦးကြားမှာပဲပြန်များရှိရင်ငလင်လုံးလိုက်တဲ့အခါမှာထိခိုက်တန်ရာရတဲ့အရေးအတွက်ကများပြီးတော့နှကုံမူလာဖျားနာရှိတဲ့အခါမှာတော့တချို့ဦးကောင်လက်ချေထိခိုက်တန်ရာပြင်းပြင်းထန်ထန်ရတဲ့သူတွေကအရေးပေါ်ဆေးဝါးကုသဖို့လိုအပ်တဲ့အခြေအနေမျိုးတွေရှိရင်ပြင်ပစေယုံတွေမှာကုသခွင့်ရဖို့တင်ပြတဲ့အခါမှာလည်းခွင့်ပြုချက်မရကြဘူးလို့ကိုတိုင်ထွန်းကပြောပါတယ်။ငလင်ကြောင့်ထိခိုက်တန်ရာရရှိသူတွေမှာအချင်းထောင်မှာကုသရန်မလွယ်ကူလို့ပြင်ပစေယုံကိုပို့ဆောင်ဖို့လိုအပ်လျက်ရှိတော့လေကုသ ခွင့်မရကြောင်းဒီကနေ့အချိန်ထိစေဝါကုသခွင့်ကန့်သက်ခံထားသူများစွာရှိကြောင်းထိခိုက်ဒဏ်ရာရရှိသူတွေမှာမိသားစုဝင်နဲ့ဆက်သွယ်တွေ့ဆုံခွင့်မရတဲ့အခြေအနေတွေနဲ့လည်းရှင်ဆိုင်ကြုံတွေ့နေရကြောင်းလက်ရှိအကျဉ်းထောင်ထဲမှာစေဝါလိုအပ်ချက်များစွာရှိပြီးအရက်ပြန်ခွန်အနာချက်စီပတ်တီစားတဲ့စေဝါပစ္စည်းများလိုအပ်လျက်ရှိကြောင်းသိရပါသည်။